ေဘာတန်ကတော့ဗျာယာစီအစတော့ဒါကောင်းခဲ့တဲ့အနေထားပါအဲ့ဒီနေ့မှာတဖြည်းဖြည်းလေးတော့နည်းနည်းလေးပြန်ကြပြီးတော့နောက်ဆုံးခုနှစ်ပွဲမှာတပွဲပဲနိုင်တယ်ပေါ့နော်ဖူရန်ရဲ့တိုက်စစ်ကဒါအိမ်ဝင်းဆိုရင် तू ကောင်းတယ်ဗျာ तू ကစားလာလိမ့်တယ်မြိုင်ရင်အိမ်ဝင်းကြရင်ကိုးရောက်ဖို့ तू ကမကတ်ခဲ့ဘူးဖူရန်ကလည်းဝေးဖင်းမှာကိုးရောက်နည်းနည်းလေးဂျုံညာရတဲ့အတင်းမျိုး तू အဝေးဖင်းကလည်းနှစ်ခုတော့ဖြစ်ဖို့ဆိုတာ तू ကဖတ်ခဲတယ်သူတန်းနေတယ် အခုဆွေးနွေးသုံးသပ်မဲ့ပွဲစဉ်တွေကတော့ကျွန်တော်တို့ Everton နဲ့ပူပန်ပွဲပေါ့နော်ဒါအာရှဈေးကွက်မှာတော့ဒါ Everton level 50ခွင်လာတယ်ဘိုးပေါင်းစီကတော့နှစ်လုံး50 2.25ဝင်ယူနေပေါ့နော်ခွင်လာလက်ရှိ Everton ကတော့ဗျာရာသီအစတော့ဒါကောင်းခဲ့တဲ့အနေထားပါအဲ့ရနေမှာတဖြည်းဖြည်းလေးတော့နည်းနည်းလေးပြန်ကျပြီးတော့နောက်ဆုံးခုနှစ်ပွဲမှာတပွဲပဲနိုင်တယ်ပေါ့နော်အခုလက်တော်မှာလည်းတန်းစင်းစုံအထက်မှာ9မှတ်အကွာနဲ့အဆင့်ဆက်ပြီးဦးဒါရက်တည်နေတယ်အနေထားဖြစ်နေတယ်အဲတစ်ချက်ထူးခြားတာတစ်ချက်ကတော့ဒီ Everton ဒါ Premier League မှာသူ့အိမ်ခွင်မှာဖူကန်ကိုမရှုံးခဲ့တာ16နှစ်ရှိခဲ့တာကနေမှာအခုနောက်ဆုံး ပြန်ွဲဆိုနောက်ဘောပိုင်းတော့ငါဘွဲဆက်ပြိုင်မနိုင်ဘူးပြန်ပြီးတော့ဖူဟန်ကိုရှုံးလာတာကိုတွေ့ရတယ်ဗောနော်အဲ့ဒီဟာတစ်ချက်ကတော့ထူးခြားချက်လေးအနေနဲ့တွေ့ရတယ်ဟိုတစ်ဖက်ကသာဖူဟန်ကတော့ဒါအဝေးပွင့်ပိုင်းမှာရုံးငံရတယ်တင်ပြီးခဲ့တဲ့ဘက်ကတော့ဝူကို၃ကိုးပြက်နဲ့နိုင်ခဲ့တဲ့အတွက်သူ့ရဲ့တန်းဆင်းဆုံးဖီယာတွေကတော့နည်းနည်းလေးပြေလျော့လာတယ်လို့တော့ပြောလို့ရတယ်ဒါကအဝေးပွင့်မှာတော့ဟိုဒါရုံးငံရတဲ့အသင်းဖြစ်နေတော့ဒီဘွဲစဉ်အေဗာတန်နဲ့တည်ကစားတာများတဲ့အနေအသင်းဆိုတော့ကျွန်တော်ဒီဘွဲစဉ်ကိုဟို body ကိုတော့ဖူဟန်တော့နည်းနည်းကြိုက်ပြီမယ်လို့ကျွန်တော်အဲ့ဒါကိုတိတ်တော့ မရွေးရတော့ဘူးเนาะမရွေးရတော့ဘယ်နဲ့ဒီပွဲစဉ်ကအေဗာတန်ကလည်းဂိုးရဖို့ငန်းခက်ခဲနေတယ်အတင်းတင်းဖြစ်နေတဲ့အတွက်ဒီပွဲစဉ်ကကျွန်တော်လည်းဂိုးအောက်ပုံများဥတည်မလားဗောနော်အဲ့အဲ့လေးကိုကျွန်တော်တွေးနေရဆရာတို့ရဲ့အမြင်လေးတစ်ချက်တော့ဒီဖူဟန်ကလည်းဗျာတည့်ရမလားသူတန်ရပြဿနာတွေရှိနေရနေပြီးတော့ပြီးခဲ့တဲ့ဘက်ကဆိုတာဟင်းဝီဆန်ဝီဆန်ဆိုတော်တော်ကောင်းတယ်ဝူးနဲ့ပွဲမှာအဝူးနဲ့ပွဲမှာ तू အကောင်းဆုံးကစားသမားစုလဲရခဲ့ဒါပေမဲ့ဝီဆန်နဲ့ရာဝူဂျီမီနက်စ်လို့ရှိမယ်ဗျာဖူဟန်တိုက်ဆက်မှာအီဝီဘီလို့ရှိအဲ့ဒီဖူဟန်ရဲ့ တိုက်စစ်ကဒါအိမ်ဝင်းဆိုရင် तू ကောင်းတယ်ဗျ तू ကစားလာလိမ့်တယ်မြိုင်နေအိမ်ဝင်းကြရင်ကိုရောက်ဖို့ तू ကမကတ်ကဲဘူးအဲနောက်ဆုံးဟိုဘယ်လိုပြောမလဲအရောင်းဟိုရုံးကန်ရတဲ့ပွဲတစ်ပွဲ list နဲ့ပွဲမှာတော့နောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်မှာ तू ကိုရရသွားရယူသွားနိုင်တယ်ဒါပေမဲ့ तू သူ့ရဲ့ ဖောင်းကိုပြန်ကြည့်ပါဆိုအဝေးကွင်းမှာ तू ရုံးကန်နေရတယ်။ तू ကဘာလို့ရုံးကန်နေရဆိုအဝေးကွင်းမှာ तू ဂိုးပေးရတယ်တိုက်စစ်ပိုင်းကဟိုဂိုးသွင်းနေမသေးကြတာတွေရှိရယ်။ဆိုတော့ဒီဘက်က Everton ကိုပြန်ကြည့်မယ်ဆိုရင် Everton ကလည်းကျွန်တော်တို့တွတ်ထားတဲ့အတိုင်းပါပဲ။ Sunderland နဲ့ပွဲမှာ Everton မနိုင်တော့ဘူး။တိုင်တဲ့အတိုင်းပဲ तू ဆောင်ကိုရပြီမယ်။ Shaka ခြေပါကိုတွင်းပြီးတော့ Shaka က Sunderland တော့ပထမဆုံး Premier League ကိုရယူပေးနိုင်ခဲ့တယ်။အဲ့လိုမျိုးပေါ့ဒါက Sunderland နဲ့ပွဲမှာ Everton ရဲ့အနေထား။ Everton ရဲ့အိမ်ဝင်အနေထားကိုပြန်ကြည့်ပြန်မယ်ဆိုရင်လေအဲ့လိုအရှိအအထောင်တိုက်စင်ဘူးသူရဲ့4231မှာ အထောင်တိုက်စမှုဒီဘတ်တိုကဘလို့မှအဆင်မပြေဘူးဖြစ်နေဒီဟာဒီမှာယုံကြည်ချက်တွေပျောက်ဆုံးနေတယ်သူ့ရဲ့ကိုသွင်းခွင့်တွေကမသေးကြဘူးအအတွဲမမိဘူးသူ့ကိုဖန်တီးပေးဖို့မှုတွေကလည်းအဲဒီဘတ်တိုတို့ဂရီလစ်တို့တွဲကစားတာတွေကလည်းမမိဘူးဖြစ်နေဆိုတော့အေဗာတန်ရဲ့ပြဿနာကလည်းတိုက်ဆက်ပဲဆိုတော့ဖူဟန်ကဒီဘွဲမှာ तू ကအဝေးခွင့်၄ဘွဲစတဲ့လောက် तू ရလက်တွေမှာစိုးထားတဲ့အနေအထားမှာသူ့ရဲ့ အိမ်ခွင်း၄ဝက်စားလိုက်ဆုံးနောက်ဆုံး၄ဝက်စားလိုက်ဆုံးတော့ရတ်တန်နိုင်ခဲ့ပြီဒီအဝေးခွင်းရတ်ဆိုးတွေကိုသူရတ်တန်ဖို့တော့သူလိုအပ်နေဆိုတော့သူကလည်းတင်ပြီးကစားလာပဲ Everton ကလည်းဗျာပြောရမယ်ဆိုရင်အများကြီးအရင်တော့ဆိုဖူရန်ကိုအရင်အရင်တာရခဲ့တာဒါ David Moyes လက်ထက်မှာဆိုရင်ဒါဖူရန်ကိုအိမ်ခွင်းမှာပွိုင်းလိုက်ကိုနိုင်ခဲ့တဲ့အနေအထားမျိုးရှိတယ်။ဘာကြောင့်လဲဆိုတော့သူကအိမ်ခွင်းမှာ22ပွဲစတိုင်းလုံးနိုင်ပြီးမှအခုနောက်ပိုင်းကျမှဖူရန်ကိုမနိုင်တော့ဘူးဆိုတော့ကြည့်ရတဲ့အချက်နဲ့ရအောင်ဆိုရင် David Moyes က ဖူဟန်ကိုအိမ်ကွင်းမှာတော်တော်လေးကိုအေဗာတန်ဒီပြပွားတော့ကသူအตาရခဲ့ပုံရတယ်ဒါပေမဲ့ဒီတကြိမ်မှာတော့ဖူဟန်ကိုဂိုးသွင်းဖို့ခက်မယ်အဲဂိုးသမလီလိုဆိုရင်လည်းပြီးခဲ့တဲ့ပွဲမှာလက်စွမ်းကောင်းခဲ့ဟုတ်ဆိုတော့ကျွန်တော်အမြင်ကတော့ဒီပွဲကအပြန်အလှန်သွားမယ်ကိုကိုရင်းမျိုးပြီးတော့ဗျာအပြန်လန်လေး21နဲ့21နဲ့22နဲ့31နဲ့သွားလိမ့်မယ်လို့တော့မထင်ဘူး21အင်မတန်အင်မတန်မဟုတ်ဖြစ်ဖို့ခဲရင်မယ်လို့ထင်ဟုတ်ကဲ့ဟိုဒါကဇာတ်လို့ပြောရတာပြည့်တယ် လက်ရှိကျွန်တော်ပုံမှန်ရင်ကြည့်မယ်နှစ်ခေါက်နှစ်ခေါက်မှာပကားခဲ့တဲ့ပုံမှန်အရေးကိုပွဲရမှာပြောရမယ်ဖန်ဖိကဝယ်ရင်ဒီကဘုံပေးခဲ့ရတယ်သူဘုံမပေးခဲ့ရတဲ့ပွဲတွေမှာလက်တာနဲ့တော့အဘဒံပြန်ကြည့်ပြန်တော့လေဒီလိမတ်တက်ထမှာပြောဒီနှစ်ခေါက်နှစ်ခေါက်မှာပကားခဲ့တဲ့လက်အင်ဝင်ပွဲတွေမှာသူကလက်အင်ဝင်နှစ်ခေါက်နဲ့ဆုံးခဲ့တာလို့ဆိုတော့သူလက်ရှိနဲ့ပင်ရဲ့အနေထားမှာပြန်ကြည့်မယ်ဆိုရင်တော့ခုကပို့ပြီးတော့ခေါင်းကောင်းနေရတော့တွေ့ရတယ်ပြီးတော့ Everland အိမ်ပွင့်မှာလာကားခဲ့တဲ့အဲဒီနောက်ဆုံးဒိတ်ဒီပွဲကြောင့်တက်ပြီးနေပြန်တယ် ဝမ်းမရှုံးတော့ရှုံးတော့လို့လက်ရှိ Everton အတွက်ကလည်းတည်ပြီးမှလို့ကျွန်တော်ပြောရတယ်ဟိုတည်ဝဲအများဆုံးဥတည်တဲ့ပြောတဲ့ဒီကနေ့ဆိုအဲဟုတ်တယ်တည်စရိုက်ရှိကိုပို့ပြီးတော့ထားပေးနေတာဆိုတော့ဟိုသူတကိုးရတယ်သူပိတ်မဲ့ပုံမောင်မောင်စူးစူးကနသင်းသုံးအပြင့်တော့ဟုတ်ဟုတ်တယ်ပြပြီးတော့ပူဟန်ကလည်းဝေးခွင့်မှာကိုးရောက်နည်းနည်းလေးဂျုံညာနေတဲ့အတင်းမျိုးသူအဝေးခွင့်ကလည်းနှစ်ခုတော့ဖြစ်ဖို့ဆိုတာသူကဖတ်ခဲတယ်သူတဏှာကြီးနေတယ်တော့ဒီဝဲတွေကတောက်သုံးသက်သာလို့လေတဏှာလည်းကိုးရောက်ပူပြီးရနေပြီဟုတ်ကဲ့အဲ့ဒါဆိုကျွန်တော်တို့ Everton နဲ့ ဝင်ပွဲစဉ်တစ်ပွဲရဲ့ကျွန်တော်တို့ဖက်ဘက်ကဆွေးနွေးသုံးသက်ချက်အချက်လက်လေးရအောင်ကျွန်တော်တို့ဒီပွဲစဉ်ကိုတော့ဘိုးအောက်ကိုပဲယူချက်လိုက်ပါလိမ့်မယ်